thank uh you -huh. င်္ဂလာပါရှင်ခစ်တင်ニュースကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့40နီးပါးလက်နက်ချအလင်းဝင်လာကစစ်တပ်မှတိုက်စုံမှုများပြားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်အရခတ်တက်တော်အင်းရဲ့ထိုးစစ်ကြောင့်တရုတ်စစ်မှန်ကိန်းတည်ရှိရာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကယာနဲ့ချီတိုက်စုံမှုတွေရှိနေကြောင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ဇွန်လ14ရက်နေ့ထိစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်ရောက်လာသူ40နီးပါးရှိပြီးတိုက်ပွဲဝင်စစ်ကောင်စီဘက်က100နီးပါးတိုက်စုံမှုတွေရှိနေကြောင်းကြောက်ဖြူ စင်ရေးတဲ့ရင်အင်းမြစ်တီကပြောပါရတယ်။တိုက်ပွဲကကြောက်ဖြူအမှတ်32ရဲတပ်ရင်းကိုအေဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တိုက်ပွဲကအရန်ပြင်းထန်နေတဲ့အေဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။14ရက်နေ့ဒီစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ကြားအလင်းဝင်လာတာပါ။ပုံမှုအဆင့်ထိပါပါရင်အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိသူတွေကစစ်မှုရန်လူငယ်တွေများတယ်လို့ကြောက်ဖြူစင်ရေးတဲ့ရင်းမြစ်တွေကပြောပါရတယ်။ကြောက်ဖြူအမှတ်32ရဲတပ်ရင်းကိုစွန်လဆန်းပိုင်းကစပြီးအရခတ်တပ်တော်အင်ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးလက်ရှိအချိန်ထိအဆိုပါရှဲတပ်ရင်းကို အင်ကြီးကလက်နက်ကြီးများနဲ့ဒိုးစစ်စင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းတည်င်းရင်းမြစ်တွေကပြောပါရယ်။အရခတ်တော်အင်ကြီးကဒိုးစစ်စင်တိုက်ခိုက်မှုကြောင်းအမှတ်32ရဲတပ်ရင်းမှအချုပ်ခံခမ်းမဆောင်နာနီဆောင်စီပီကန်နဲ့စစ်ကောင်စီမိသားစုနေထိုင်ရာအဆောင်များကိုကြားရောက်ပောက်ကွဲပြက်စီးမှုတွေရှိကြောင်းတည်င်းရင်းမြစ်တွေကပြောပါရယ်။မေလ30ရက်နေ့နဲ့ဇွန်လ3ပိုင်းတွေမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ရှိကြောင်းတင်မောကတဆင်လက်နက်ခဲယမ်းများအပါအဝင် စစ်ကောင်စီတပ်သားရှာနေချီပို့ဆောင်ခဲ့ကြောင်းသိရပါရယ်။လက်ရှိမှာစစ်ကောင်စီအခြေစိုက်ထားတဲ့ကုန်းချိန်ကြီး ီရွာမှာခမာယာ940နဲ့ခမာယာ943တရင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးစစ်တမောတွေကလည်းပြစ်ကူမှုတွေလှုပ်ဆောင်နေကြောင်းသိရပါဗျ။ တိုက်ပွဲကအတော်ကိုပြင်းထန်နေတာပါအမှတ်32ရဲတပ်ရင်းခန်းမှအချုပ်ခန်းခန်းမဆောင်နားနီဆောင်စီးပိကန်တွေအကုန်ပျက်စီးနေပြီးလက်နက်ကြီးတွေနဲ့လည်းတောက်လျှောက်ပစ်နေတဲ့တန်ဆင်းမြစ်မှာရှိတဲ့စစ်တင်းပေါ်တွေလည်းတောက်လျှောက်ပစ်ကူပီးနေတယ်လို့၎င်းကပြောပါတယ်။ကြောက်ဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အာရခတက်တော်အင်းတိုက်ပွဲတွေတွင်စစ်မှုထမ်းခေါ်ယူခံရတဲ့ပြန်ဖြူရွာသား၄၀ကျော်ကစွန်လပထမဘက်လောက်ကအေးထန်လာရောက်ပူပေါင်းခဲ့ပါတယ်။ကြောက်ဖြူမြို့နီးမှာစစ်ကောင်စီတပ်နဲ့အာရခတက်တော်အင်းတို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စခန်း၃ခုထပ်မံနေကိုတင် ပိုင်ရရှိထားကနောက်ဆုံးသတင်းရစစ်ကောင်စီဘက်ကတင်ရင်လိုက်အမင်းဝင်ရမှုရှိကြောင်းသိရပါတယ်အမှတ်32ရဲတပ်ရင်းကြီးက နန်းဖဲတောင်စကန်မင်းတတောင်စကန်နဲ့လိတ်ခမစကန်တို့ကိုအေကသိမ့်ပိုက်ထားပြီးအဲ့ဒီစကန်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တိုင်းစင်ဦးစီမှုပထမရန်ဒုတိယပုံမှုကြီးပါဝင်စစ်တုံးမှန်15ဦးကိုအေကအရှင်ဖမ်းဆီးရရှိထားတယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှန်ပန်းတပိတ်နဲ့အင်ဂျီပြားရှိရတာလူလူလှူရှာမှုနှစ်ခုမှာပြည်သူများပါဝင်ကြဖို့နှိုးဆော်ပြီးမိမိရဲ့လုံခြုံရေးကဦးစားပေးပထမဖြစ်လို့လုံခြုံရေးအသည့်တတိအပြည့်နဲ့ပါဝင်ကြဖို့တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။လူလူကောင်ဆောင်ဒေါ င်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ အထိမ်းအမှတ်ပန်းသပိတ်နဲ့အင်ဂျီပြလှုပ်ရှားမှုနှစ်ခုမှာပြည်သူများပါဝင်ကြဖို့အထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရင်းအင်အားစုကဒီကနေ့မှနှိုးဆော်ကြေညာပါတယ်။လာမယ့်ဇွန်လ19ရက်နေ့ကြာရောက်မယ့်လူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုကွန်ပျူတာကြိုးစားတဲ့အထိမ်းအမှတ်ဖြင့်မွေးနေ့ရှင်နဲ့တကွာအတ္တမဖန်ဆီးကန်ထားတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးချင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေးဆေးရုပ်စုဖန်တီးနေတဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုသပိတ်မောက်တဲ့အနေနဲ့လူမှုလှုပ်ရှားမှုကြီးနှစ်ခုဆင်နွှဲကြဖို့တိုက်တွန်းနှိုးဆော်လူကြောင်ကြေညာထားပါတယ်။ ပထမလှုပ်ရှားမှုမှာလူမှုကောင်ဆောင်တောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွင်မြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှုပ်ရှားမှုဖြစ်ပြီးနင်းစီနေပါဝင်လက်လန်းမီယာပန်းတွေကိုဖျားပန်းတင်ခြင်းစံကေတာမှာအမျက်တနိုးပန်းစင်ကြခြင်းအလှပန်းဝထိုးခြင်းအပြန်လက်လက်ပန်းလက်ဆောင်ပေးခြင်းအွန်လိုင်းပေါ်တင်ကြခြင်းမြေပြင်မှာလည်းပန်းတပိတ်လူလူလှုပ်ရှားမှုတွေကိုလုံခြုံရေးအသည့်တတိအပြည့်နဲ့ပေါ်ဆောင်သွားဖို့ GSCB ကနှိုးဆော်ထားပါတယ်ဒုတိယလှုပ်ရှားမှုဖြစ်အင်ကြီးပြလှုပ်ရှားမှုဖြစ်ပြီးနိုင်ငံအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရှိရွယ်ကြောင့်အင်ဂျီအပြားပစိုးအပြားဘောင်းမီအပြားအုတ်ထုံအပြားအစားရှိတဲ့အပြာရောင်ဝတ်စားအသုံးဆောင်တွေကိုဝစ်စင်အသုံးပြုကြဖို့ဖြစ်ကြောင်းသိရပါတယ်။ပန်သမိတ်လှူရှာမှုနဲ့အင်ဂျီပြားလှူရှာမှုရှိရတာကမ်ပိန်းကိုဇွန်လ14ရက်နေ့မှာ21ရက်ထိမိမိအဆင်ပြေတဲ့ရက်များမှာဖြစ်စေနေ့စဉ်ဖြစ်စေအဆင်ပြေတဲ့ပုံစံများနဲ့ပါဝင်နိုင်ကြောင်းသိရပါတယ်။တော်လန်သွေးမအိမ်ဦးဆိုတာပြည်သူလူထုကပြကြမှာပဲဒါပေမဲ့မိမိရဲ့လုံခြုံရေးကအထူးကဖြစ်တဲ့ကိုဘေးမဖြစ်အောင်အန္တရာယ်မရှိအောင်လူမှုကွန်ရက်ပေါ်တင်ရင်လည်းကိုကိုပြန်ပြီးဒုက္ခမဖြစ်အောင်ပါဝင်ကြဖို့တိုက်တွန်းချင်ပါတယ်။ တော်လန်စိတ်နဲ့အစဉ်ပြေတဲ့ပုံစံနဲ့တင်ကြပါအထူးသဖြင့်တော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်တပ်ရဲနဲ့သတင်းပေးတွေကမိမိကိုယ်ကိုဒုက္ခမပေးနိုင်အောင်လုံခြုံရေးဦးစားပေးအစီအစဉ်နဲ့လှုပ်ဆောင်ကြပါလို့တိုက်တွန်းချင်ပါကြောင်းပြည်တွင်းမှာမြို့ပြတော်လန်ရေးသဘိတ်ဖွဲ့ဝင်တုံးကသတင်းဌာနကိုပြောပါတယ်လာမယ့်ဇွန်လ19ရက်နေ့မှာလူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကအသက်80နှစ်ပြည့်မှာဖြစ်ပြီးစစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလတရက်မှစတင်ပြီးဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချလာခြင်းဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် ခန္လာရ68တည်ရင်မှုနဲ့မိသားစုကိုစစ်ကောင်စီ ပြန်ဖမ်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းဖျားပုံမြို့အခြေဆိုင် MF 68ခြေလင်းတရင်ခလာရ68တရင်မှုနဲ့မိသားစုဝင်များကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခတိုင်းမှု၏အမိန့်ဖြင့်ဆေးဘက်ရေယာလုံခြုံရေးအဖွဲ့ဆာယာဖကဖမ်းဆီးလိုက်ပါတယ်။ဇွန်လ9ရက်နေ့ကဖမ်းဆီးခြင်းဖြစ်ပြီးလက်ရှိထိန်းသိမ်းခံရသူများတွင်ခလာရ68တရင်မှု၏အသက်14နှစ်အရွယ်တမိဖြစ်သူလည်းပါဝင်သည်ဟုမအူပင်ဆာယာဖနှင့်နှိဇက်သူတို့ကပြောပါတယ်။ အမိတ်ပါလို့တရင်ထဲတွင်ဝင်ဖမ်းပြီးမဦးပင်အိတ်အိတ်သားမှတညာထားတဲ့နောက်နေ့ပသိမ်နာတာခရဲခေါ်သွားတယ်ဟု၎င်းကပြောပါရယ် ဖန်ဆီးခံရတဲ့အကြောင်းရင်းကိုအသေးစိတ်မသိရှိရသေးတော့လေ2024ခုနှစ်တွင်ရခိုင်ပြည်နယ်မှာတိုက်ပွဲများနဲ့အေရဝတီတိုင်းရေကြီးငတိုင်းချောင်းမြို့နယ်တို့မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများ၌ခလာရ98မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ဆုံမှုများပြားနေခြင်းစစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်ခံရသူများရှေ့တန်းမှထွက်ပြေးမှုများပြားနေခြင်းတို့ကြောင့်ဖန်ဆီးစစ်ဆေးနေခြင်းဟုတတင်းရရှိပါရယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခတိုင်မှုဘုံမှုချုပ်စိုးကျော်ထက်ကတိုက်ရိုက်အမိန့်ဖြင့်ဖန်ဆီး ခြင်းဖြစ်ကြောင်းမအူပင်မျိုးနဲ့ဌာနဆိုင်ရာအတိုင်းဝိုင်းမှသိရပါဗျ။ ထလာရ98တည်ရင်မူ၏အမည်ဖြင့်ဖန်ဆီးခံရသည့်မိသားစုဝင် အရေးအတွက်ကိုအသေးစိတ်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။အေယာဝရီတိုင်းတွင်လက်ရှိ၌ရေကြီးငတိုင်းချောင်းလေးမျက်နာမြို့နယ်တို့နှင့်ဆက်ဆက်သောနေရာများ၌အာရခတက်တော် AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားနေပါသည်။ဇွန်လဆန်းကတိုက်ပွဲမှာမအူရင်မြို့အခြေဆိုင်ခလာရ29တည်ရင်မူသေဆုံးကြောင်းသတင်းများထွက်ပေါ်ခဲ့ပါသည်။အဆိုပါသတင်းကိုတိကျအတည်ပြု ူနိုင်ခြင်းမရှိသေးပေပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကအေယာဝတီတိုင်းတွင်တိုက်ပွဲများစတင်ဖြစ်ပွားနေချိန်မှာစစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းဦးဆောင်သည့်ကြီးရည်လေးထိပ်ပိုင်းခေါင်းဆောင်များပသိမ်မြို့သို့လာရောက်ပြီးစစ်မှုထမ်းတနန်းစင်းများကိုစီယုံရေးဆင်သွားပါသည်တိတ်ခါကြအောင်မလုပ်ရန်ပေးအပ်သည့်တာဝန်ကိုကြေပြွန်ရန်ပြောဆိုသွားပါသည်စစ်ကောင်စီသည်အချင်းချင်းပြန်လည်ဖမ်းဆီးမှုအဖြစ်တပ်မ33ဤတပ်မမှုဗိုလ်မှုချုပ်ကျော်စက်မြင့်နှင့်မိသားစုဝင်များကို ပြီးခဲ့တဲ့မေလကုံကဖမ်းဆီးခဲ့သည်ဟုနေပြည်တော်နှင့်စကိုင်းတိုင်းစီရေးတရင်ရင်းမြစ်များရဲ့ပြောကြားချက်အရသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာပြည်သူစစ်မှုထမ်းတအုပ်ကိုတန်တေစစ်သားကကကြေးနဲ့ထိုးတက်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကအမှတ်3စစ်ကြောရေးနဲ့တဲကိုရေးတပ်မှပြည်သူစစ်မှုထမ်းတအုပ်ကိုအိတ်ဆောင်အတူနေတန်တေစစ်သားကကကြေးနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တယ်လို့နေပြည်တော်စစ်စေးနဲ့ထောက်ပို့တဲ့အတိုင်းဝိုင်းသတင်းရင်းမြစ်ထံကသိရှိရပါဗါရီ။တေဆုံးသူဟာရထပါတိမိထီလာကပြည်သူစစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူဖြစ်ပြီးဇွန်လ10ရက်ထမင်းစားချိန် ကျွေးမွေးရေးကိစ္စတွေဆောင်ရွက်နေစဉ်နဲ့တက်စီချင်းတွေမှာအချင်းများရန်ဖြစ်ပြီးနောက်အခုလိုကကြေးနဲ့ထိုးသက်ခံခဲ့ရတယ်လို့ဆိုပါတယ် စကားများရန်ဖြစ်ပြီးည7:00နာရီကျော်ကအချိန်အရက်မူးနေတဲ့တန်တေစစ်သားကအိတ်ဆောင်အပြင်ဘက်မှအသင်းဆောင်ဆိုင်နေပြီးတင်းဆုံးသူပြည်သူစစ်မှုထံအပေါ်သွားရန်ထွက်လာချိန်အင်သာတို့လိုက်ပြီးကကြေးနဲ့လေပင်ကိုအချက်ပေါင်းများစွာထိုးတက်ခဲ့တာလို့သိရပါတယ်။ပြည်သူစစ်မှုထံကိုနန်းဆောင်ကအခင်းဖြစ်ပွားရာနေရာမှာမသေးဆုံးသေးပဲတက်စေးကန်းကနေတဆင့်ဂရင်တထောင်စေယုံကိုပို့ဆောင်ချိန်လမ်းခုလက်မှာတင်းဆုံးသွားခဲ့တာလို့ဆိုပါတယ်။တင်းဆုံးသူပြည်သူစစ်မှုထံနဲ့ကျူးလွန်သူစစ်သားဟာ ထပ်တူထောက်ပို့တက်ကဖြစ်တာကြောင့်ကာကပန်ညွန်ကြားရေးမှူးရောက်ရှိလာကဆဲဆူကျင်းမောင်းသွားခဲ့ကြောင်းလည်းတက်တွင်သတင်းရင်းမြစ်တွေထံကသိရှိရပါသည်